တောင်ပြည်တမန်ရှိနေမည်ဖြစ်တဲ့မုံမဲမြို့နယ်အောင်မြေရွာအနီးကိုစစ်ကောင်စီတပ်ကမနေ့အောက်တိုဘာလ17ရက်နေ့မွန်းလွဲတနာရီခွဲဝန်းကျင်မှာထပ်ပြီးဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့အောင်မြေရွာအနီးကိုစစ်ကောင်စီတပ်ကပေါင်250ဘုံနှလုံးအပြင်ရော့ကလက်နဲ့ဂျီ6လုံးပါပြီးခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ10ရက်နေ့တုန်းကလည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မိုးမင်းမြို့နယ်ထဲကဝဲပုံချေရွာကိုစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ပေါင်250ဘုံ3လုံး လာရောက်ကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုမှာကလေးငယ်နှစ်ဦးအပါဝင်အယက်သားပြည်သူခုနှစ်ဦးတေဆုံးပြီးရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါပြင်နေအိမ်ဆိုင်အိမ်လည်းထိမှန်ပျက်စီးခဲ့ပါတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ရဲ့ဘုံကျဲတိုက်ခိုက်တာတွေရှောင်ရှားနိုင်ဖို့စီရင်တည်အမြဲတမ်းရှိဖို့လိုအပ်ပြီးလေကြောင်းရန်ကနေကာကွယ်နိုင်ဖို့ဆန်ရန်ဒီလန်တွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်ပါတယ်ခင်ဗျာကျွန်တော် MyM Creeper